အားလုံးမင်္ဂလာပါရှင်ပြီးခဲ့တဲ့နေ့ကဆိုလို့ရှိရင်ကျမတို့မေးလျော့ခြင်းနဲ့ပေါ့နော်ဒါလေ့လာထားတဲ့ဒါဂျာမန်ဆိုက်ကောလော်ဂျစ်ပညာရှင်ကြီးဟာမန်ရဲ့သူလေ့လာထားတဲ့အကြောင်းလေးတွေကိုကျမတို့ကပ်ပလေးတွေနဲ့ပေါ့နော်ဒါဆွေးနွေးပေးသွားခဲ့ပါတယ်ယနေ့မှလည်းပဲဆက်လက်ပြီးတော့ပေါ့နော်ဒီကမှတ်ညာအပိုင်းနေ့ရဲ့မေးလျော့ခြင်းနဲ့ဆိုင်နေပေါ့နော်မေးလျော့ခြင်းအမျိုးအစားများမေးလျော့ခြင်းအမျိုးအစားတွေ မျိုးမျိုးရှိပါတယ်အဲ့ထဲရမှာပေါ့နော်အချို့ကိုကျမကနေပြီးတော့ထုတ်လုပ်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်။ဒါဆိုရင်ကျမတို့ကျမယနေ့ကျမယနေ့လေးလာဆွေးကျမယနေ့ဆွေးနွေးပေးမယ့်အကြောင်းအရာလေးကမေးလျော့ခြင်းအမျိုးအစားများဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ရှင်။အဲ့မှာဆိုလို့ရှိရင်မေးလျော့ခြင်းအမျိုးအစားဒီထဲမှာကျမ၅မျိုးရဲ့အကြောင်းကိုဆွေးနွေးပေးမှာပါ။ပထမတစ်မျိုးကကြတော့တဘာဝအဖြစ်မေးလျော့ခြင်း သူက natural forgetting သူကကြာတော့ဒါတဘာဝအလျောက်ကိုပဲသူကမေးလျော်သွားစေတာနောက်တစ်ခုကပုံမမှန်တော့မေးလျော်ခြင်းနေဒါပုံမှန်မှုပုံမှန်မဟုတ်ဘူးပေါ့နော်ဒါမေးလျော်သွားစေအကြောင်းရင်းတွေကိုဆွေးနွေးပေးသားပါမယ်ရှင်နောက်ပြီးတော့အထွေထွေမေးလျော်ခြင်း general forgetting နေရှိတဲ့အထွေထွေပေါ့နော်စသဖြင့်အဲ့ဒါတွေကိုလည်းဆွေးနွေးပေးသားပါမယ်နောက်တစ်ခုကတိကျတော့အကြောင်းအကြောင်းမေးလျော်ခြင်းသူ့မှာဒီမေးလျော်တဲ့အကြောင်းရင်းတွေရှိမယ် အဲ့ဒီအကြောင်းရင်းတွေကိုလည်းကျွန်မဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ physical forgetting ကြီးရုပ်ပိုင်းဆိုင်ရာမေ့လျော့ခြင်းကြီးဒါရုပ်မိမိရဲ့ခန္ဓာဒါတို့ရဲ့ဒီမျက်ဉဏ်ပိုင်းမှာကိုပဲဒါရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဒီစွမ်းအားတွေပြည့်နေမှာ မညာကလည်းပိုကောင်းတာကိုအဲ့ဒီထဲမှာတခုခုယုံနေသွားပြီဆိုမေးလျော့ခြင်းတွေဟာဖြစ်ပေါ်လာမှာဖြစ်ပါတယ်။အဲ့လိုတော့ပဲကျမတို့စိတ်ပိုင်းဆိုင်ရာကြောင့်မေးလျော့ခြင်းတွေ psychological forgetting တွေအကြောင်းတွေကိုကျမကနေပြီးတော့မေးလျော့ခြင်းမျိုးစားတွေအနေနဲ့ဆွေးနွေးပေးသားမှာဖြစ်ပါတယ်။တဘာဝအဖြစ်မေးလျော့ခြင်းတွေရှိမယ်။ပုံမမှန်တဲ့မေးလျော့ခြင်းတွေရှိမယ်။အထွေထွေမေးလျော့ခြင်းတွေရှိမယ်။ တိကျသောအကြောင်းအကျောင်းမေးလျော့ခြင်းတွေဖြစ်ပေါ်နိုင်တယ်။ရုပ်ပိုင်းဆိုင်ရာမေးလျော့ခြင်းတွေရှိမယ်။စိတ်ပိုင်းကြောင့်ဖြစ်ပေါ်လာတဲ့မေးလျော့ခြင်းတွေရှိပါမယ်။အဲ့ဒီအကြောင်းလေးတွေကိုကျွန်မဆက်လက်ပြီးတော့ဆွေးနွေးသွားပါရစေရှင်။ဒီမှာဆိုရင်ပထမဦးဆုံးတဘာဝအဖြစ်မေးလျော့ခြင်းတဘာဝအလျောက်ကိုမေးလျော့သွားတာရှေ့ပိုင်းမှာကျွန်မတို့ဆွေးနွေးသွားတဲ့အခါမှာဟိုပါပါတယ်ဒီသိပ္ပံပညာရှင်တွေကသူတို့ဘယ်လိုတွေ့ရှိခဲ့တယ် ဒါအတွေးတွေပေါ့အများကြီးပေါ့ဖြစ်နေတာဒီကျွန်တော်တို့ဒီမြတ်ဗုဒ္ဓကလည်းဒါတူရဲ့စက္ကန့်အတိုင်းမှာကိုပဲယုတ်ကလေးက9000နန်းကလေးတသိန်းဖြစ်နေတယ်ဖြစ်လိုက်ပြက်လိုက်စားထိုးလိုက်နေတယ်ဖြစ်ပေါ်နေတယ်ရလာတဲ့တည်ချက်လက်တွေအကုန်လုံးကို process လုပ်မယ်ဆိုလို့ရှိရင် overload တွေဖြစ်သွားနိုင်တယ်ဒါကြောင့်တဘာဝလေးကိုမေ့ဖို့လိုအပ်တာဖြစ်တဲ့အတွက်မေ့သွားတဲ့အကြောင်းအရာကြီးရှိမယ်မေ့နိုင်တယ်မေ့လဲမေ့ကြတယ် ေးဖို့လည်းလိုအပ်တယ်ဒါသဘာဝအလျောက်သဘာဝအဖြစ်ကိုပဲမေးလျော်ခြင်းမှာမေးဖို့ရည်ရွယ်ချက်မရှိဘူးဒါမှမဟုတ်ရင်ချိန်ကြာလာတဲ့တပြိုင်တည်းသူ့အလိုလျောက်မေ့သွားတယ်ဒီမမတ်ညံထဲမှာကိုပဲဒီအကြောင်းအရာတွေဟာချိန်ကြာမြင့်လာတဲ့အခါမှာမေးလျော်သွားတယ်ကျွန်တော်တို့ဒီဟာဒီ Harman ဆိုရဲ့ဒီ German psychology ပညာရှင်ကြီးရဲ့ဒီ J Cup တွေကိုလေ့လာခြင်းအဖြစ်ကိုပဲသူဟာဒါပထမဆုံးလေ့လာတဲ့အခါမှာ100%သူမှတ်မိမယ်အဲ့ဒီတော့မှဒါ မိနစ်ပေါ့နော်မိနစ်ဘလောက်ကြာတဲ့အခါမှာ20မိနစ်ဆိုလို့ရှိရင်ဘလောက်မေ့သွားမလဲအဲ့လိုပဲကြားလေးကြားလေးကြားလေးမေ့လျော့မှုတွေဟာပိုပြီးတော့များလာတယ်ဒါကမေ့ဖို့ရွယ်ချက်မရှိဘူးအချိန်ကြာလာလို့သူ့အလိုလျောက်ကိုပဲမေ့သွားခြင်းနေဆိုတဲ့ forgetting နေဖြစ်တတ်ပါတယ် forgotten နေဖြစ်တတ်ပါတယ်ဆိုတာလေးကိုဒါကျမတို့ကဒါသဘာဝအဖြစ်မေ့လျော့ခြင်းလို့ခေါ်ပါတယ်မေ့ဖို့ရွယ်ချက်မရှိဘူးအချိန်ကြာလာလို့သူ့အလိုသူ့အလျောက်မေ့သွားခြင်းဖြစ်ပါတယ်ရှင် ဲ့ဒီမှာနောက်တစ်ခုကကြတော့ပုံမမှန်သောမေးလျော်ခြင်းတွေရှိရင်အဲ့ဒီမှာဆိုရင်ဒီမှာဆိုရင် repression တွေရှိမယ် suppression တွေရှိမယ်တမင်ရည်ရွယ်ပြီးဒီစုံတစ်ခုကိုမေးဖို့အားထုတ်တာအဲသူ့စိတ်ထဲမှာဒါဟိတခုဒီเจ้าဟာတခု तू မခံစားနိုင်ဘူး तू ပြန်မတွေးလို့ဘူးအဲ तू မဖြစ်ချင်ဘူးဆိုလို့ရှိရင်အဲ့တခုကိုမေ့ပြတာဟို စိတ်ကမေ့သွားတာသူ့ရဲ့ဒီအတွေးတွေထဲမှာရှိနေတယ်ဒါပေမဲ့ तू မခံစားနိုင်တော့လို့ဒီတရားဟာတကူ तू ရင်မဆိုင်နိုင်လို့ तू ပြန်တွေးရဲ့အခါမှာသူ့အတွက်ဒါစိတ်ခံစားမှုတွေများလာပြီးတော့ပေါ့နော်ဒါ emotion အရာပေါ့နော်သူ့ရဲ့စိတ်လှုပ်ရှားခံစားမှုအရာတမင်ကြီးရွေးပြီးတော့တစုံတစ်ခုကိုမေ့ဖို့ကြိုးစားတာမေ့ဖို့အားထုတ်တာဒါဆိုရင် तू ဟာပုံမမှန်သောမေးလျော့ခြင်းလို့ခေါ်တယ် ဒါမျိုးကိုပုံမှန်ပုံမှန်နဲ့မေးလျော့ခြင်းတမင်ကြီးရွယ်ပြီးတော့ကိုပဲမေ့ပြစ်ချင်တာမျိုးတွေလူတိုင်းလူတိုင်းမှာအကြောင်းအရာမတူညီရှိမယ်ရှိတတ်ကြပါတယ်ဒီအကြောင်းအရာကိုပြန်မတွေးချင်တော့ဘူးပြန်မမြင်ပြန်မသိလို့တော့ဘူးဒါမျိုးတွေဟာပုံမှန်နဲ့မေးလျော့ခြင်းတွေပါနောက်တစ်ခုဆွဲလမ်းမှုဥပဒံတားဖို့ရည်ကြည်ရပဲလူတွေဟာအဆွဲလမ်းကြီးကြတယ်ဒီဆွဲလမ်းကြီးတာတွေဟာအဲ မကောင်းတာကများတယ်ဆွဲလန်းမှုတွေဥပဒဏ်တွေဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားဘုရားကိုပဲဒါကျမတို့ breathing လုပ်ခြင်းအပြင်ပေါ့နော်ဒါသူ့ရဲ့ breathing imitation လုပ်ခြင်းအပြင်ဘာဖြစ်လာမလို့ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ထဲမှာရှိနေတဲ့အဲဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ဆိုတဲ့အကြောင်းအရာတွေဟာဟိုသူ့ရဲ့စနေဖြစ်ပေါ်နေတာပေါ့နော် ဖြစ်လာတယ်ပြီးရင်ပြတ်သွားတယ်နောက်ပြန်အစားထိုးတယ်ဒါမျိုးတွေကိုတက်ခါတက်ခါလေ့ကျင့်ခြင်းအဖြစ်ပေါ့နော်အဲဆွဲလန်းမှုဥပဒဏ်တွေကိုရောကြပါစေပါတယ်ဒီဆွဲလန်းမှုဆိုရယ်မဆွဲလန်းတဲ့အရာတွေကိုဆွဲလန်းနေတယ်ဥပဒဏ်ကြောင့်ဥပဒဏ်တွေရောက်တယ်ဆိုတာဒီဟာဒီမြန်မာလူမျိုးတွေမြန်မာလူမျိုးတွေကဟိုပဲစကပုံတွေထားခဲ့တာကိုဥပဒဏ်ကြောင့်ဥပဒဏ်ဖြစ်တယ်ဒါဆွဲလန်းမှုကြောင့်မကောင်းတာကိုဆွဲလန်းတဲ့အတွက်မကောင်းတဲ့အကြောင်းအရာတွေဖြစ်ပေါ်တတ်တယ်ပေါ့စသဖြင့်ပေါ့နော်ဒါမျိုးတွေက ဘူးသူတို့ကအဲ့လိုမျိုးဖြစ်ပေါ်ခြင်းတွေဟာလည်းဘာလို့ဆိုရင်ပုံမှန်မှန်နဲ့ဖြစ်ပေါ်ခြင်းတွေပါဒါကြောင့်ဆွဲလန်းမှုဥပဒဏ်တွေမဖြစ်စေဖို့ရည်ကြီးတယ်နောက်တစ်ခုကဖိနှိပ်မှု repression မလိုချင်တဲ့အတွေးစိတ်ကူးတွေကိုတိစိတ်ကနေပြီးမတိမတန်တွန်းထုတ်ပလိုက်တာ တကယ်တကယ်တော့နော်မတိမတာတွန်းထုတ်ဖို့ဆိုတာတော်တော်ခဲရင်ပါတယ်မလွယ်ကူတဲ့လုပ်ငန်းအလုပ်တွေပါဒါပေမဲ့မိမိစိတ်ထဲမှာခုနပေါ့နော်ကျမဆွေးနွေးသလိုပဲမိမိဒေကြာရာကြီးကိုပြန်မစင်းစားလို့ဘူးပြန်မတွေးလို့တော့ဘူးပြန်မသိလို့တော့ဘူးဒါမျိုးတွေဆိုလို့ရှိရင်သူ့ရဲ့အတွေးတွေကနေပြီးတော့တိစိတ်ကနေ conscious mind ကနေပြီးတော့မတိမတာတွန်းထုတ်ပလိုက်တာဒါမျိုးအပြုတ်ဒါမျိုးအတွေးတွေဟာလည်းပုံမမှန်နဲ့မေးလျော့စေခြင်းနဲ့မှာပါသွားမှာပါနောက်တစ်ခုကကျမတို့ဒီမှာဆိုရင် ဒီပေါ့နော်ဖိနှိပ်မှုတော့နော် separation တမင်တကာကိုမေးဝကြိုးစားတာနာကျင်ရတယ်နောက်တကမိမိရဲ့ emotion တွေအကြောင်းခံစားရတယ်နောက်တက depression တွေဖြစ်မယ်အဲစိတ်ဓာတ်ရာတွေဖြစ်မယ်အဲအဲ့အမျိုးတွေပေါ့နော်မိမိနာကျင်ရတာတွေမလိုချင်တဲ့အတွေးတွေကိုဆက်ပြီးတော့မစဉ်းစားချင်တော့မိအတွေးထဲမှာတော့လောကလောကမရှိချင်တော့ဘူးဒါမျိုးတွေကို separation နဲ့ separation နဲ့လုတ်ပလိုက်တယ်အဲ့ဒါဆိုလို့ရှိရင် သူ့ရဲ့ဒီမေးလျော့ခြင်းဟာပုံမမှန်တဲ့မေးလျော့ခြင်းတွေဖြစ်ပေါ်လာမှာပါဒါမျိုးဆိုရင်မကမိမိရဲ့ဒီ physical ဘိုင်းရော mental ဘိုင်းရောအတွက်ပေါ့နော်ဘယ်တော်တော်လေးကိုအခြေအနေရအမတင့်တော်တာပေါ့နော်။ဒါဆိုရင်ဒီစုံတစ်ခုကိုတည်ရည်ရွယ်တမင်ရည်ရွယ်ပြီးမိဖို့အထောက်ထားတယ်။ဆွဲလန်းမှုဥပဒဏ်ဤ မလိုချင်တဲ့အတွေးတွေစိတ်တကူးတွေကို conscious mind ကနေပြီးတော့မတိမတာတွန်းထုတ်ပြစ်တာ၄နောက်တစ်ခုကတမင်တကာမေးဖို့ကြိုးစားတာနာကျင်ရတဲ့အကြောင်းအရာတွေမလိုချင်တဲ့အတွေးတွေကိုဆက်ပြီးတော့ကိုမစဉ်းစားချင်တော့ဘူးဒါမျိုးတွေဟာပုံမမှန်နဲ့မေးလျော့ခြင်းတွေဖြစ်ပေါ်လာတတ်ပါတယ်ဆိုတာလေးကိုဆွေးနွေးပြရခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျမတို့အထွေထွေမေးလျော့ခြင်း သူက general forgetting ပေါ့နော်အဲ့ဒါကကြတော့ရခင်တင်ယူထားတဲ့အကြောင်းတွေကိုပြန်စဉ်းစားတဲ့အခါမှာ recall လုံးဝကိုမေ့သွားအစကိုပေါ်မရတော့တာအဲအဲ့လိုမျိုးတွေဖြစ်တတ်ပါရဲ့ဒါကြအထွေထွေမေးလျော့ခြင်းပေါ့နော်ဟိုကျမဆိုလည်းဖြစ်ဖြစ်ဘူးတယ်ပေါ့နော်ဖြစ်တဲ့အဲလိုမျိုးပေါ့တာဝန်တွေထမ်းဆောင်ခဲ့တယ်အဲ့ကလူတွေရဲ့မျက်နှာတွေရောဟောနောက်တခါအကြောင်းအရာတွေရောအကုန်မမိတယ်အဲ့မမိရမယ်ဒီနောက်ဆုံးဝေးကလေးရဲ့နာမည်ဘူးပေါ့နော် နဲကလေးဒီကလေးလူတယောက်ရဲ့သူ့ရဲ့ဒါလှုပ်ဆောင်မှုတွေသူ့ရဲ့အတွေးတွေသူ့ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာအတွေ့အကြုံတွေကိုလည်းစိတ်ထဲမှာပေါ်နေပြီးပြောတတ်တယ်နာမည်ကိုပေါ်ထုတ်နာမည်လေးကိုပြောဖို့ကြမှာဟိုကွက်ပြီးတော့မေ့နေတတ်တာပေါ့နော်အစမေ့နေတတ်တာနောက်ကလေးတွေပေါ့နော်ကြာចောင်းသားတူငယ်တွေဆိုလည်းအဲ့လိုပဲအဲဒီဆမ်မွေးကနောက်တစ်နေ့ဖြေမှာအဲခဏိမှာစာရီအိုးအသေးအသေးအသေးအချင်းတိုင်းအမှုတိုင်းနှွေ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 းဒီကဆမ်မွေးကခန်းနဲ့ကြာဖြေရမဲ့ အကြောင်းအရာနဲ့ဆက်ဆိုင်တဲ့အကြောင်းအရာအစကိုဆွဲထုတ်တာဆွဲထုတ်လို့မရတော့ဘူးတချို့ကြတော့ရှိရလေကျွန်တော်တို့ဒီကလေးတွေစာပြန်တဲ့အခါမှာ အစာလေးပြောပြလိုက်အဲ့အစာလေးကရောဆိုဆုံးထိရသွားလေတခါလေးရှိရညိုတွေ့ဘူးတယ်ဒီမှာဆိုရင်အဲသူစိုးနေနဲ့မေ့သွားတာမေ့သွားတော့ဂျားထဲမှာမေ့သွားမေ့သွားဆိုပြန်ပြီးအစကနေပြန်ကောက်ပြန်စုအော်အဲ့ဒါဆိုသူကဟိုရသွားပြန်ရောအဲ့လိုမျိုးတွေပေါ့နော်ဒါလိုမျိုးမေ့လို့ရကျင်နေရကြတော့ဟို recall ပြန်ခေါ်တဲ့အခါမှာခေါ်လို့မရတာဒါမျိုးကိုကြတော့အထွေတွေမေ့လျော့ခြင်းလို့ခေါ်တယ်။ဒါဆိုရင်ရခင်ကတည်ယူထားတဲ့အကြောင်းအရာတွေရခင်ကမှတ်မိနေတဲ့အကြောင်းအရာတွေရခင်ကရခင်ကလေးကသိရှိနေတဲ့အကြောင်းအရာတွေပြန်စဉ်းစားတဲ့အခါမှာ recall ပြန်မလုံနိုင်တာအဲမေ့သွားမေ့နေတာပေါ့နော်အဲ့ဒါမျိုးကိုကြတော့ဒါအထွေတွေမေ့လျော့ခြင်းလို့ခေါ်ပါတယ်ရှင်။ဒါဆိုရင်ကျမတို့မေ့လျော့ခြင်းတွေအမျိုးမျိုးရှိတယ်။ အဲ့မေးလျော့ခြင်းတွေမျိုးမျိုးမှာစိတ်ပိုင်းဆိုင်ရာကြောင့်မေးလျော့ခြင်းတွေလည်းရှိမယ်။ရုပ်ပိုင်းဆိုင်ရာကြောင့်မေးလျော့ခြင်းတွေလည်းရှိမယ်။အသက်အရွယ်ပိုင်းဆိုင်ရာကြောင့်မေးလျော့ခြင်းတွေရှိမယ်။အများကြီးရှိမှာပေါ့နော်။အဲ့မေးလျော့ခြင်းအကြောင်းရင်းတွေကိုကျွန်မကရင်းနှီးဆွေးနွေးနေခြင်းဖြစ်ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်မေးလျော့ခြင်းအကြောင်းတွေကကျွန်မကနေ့မေးလျော့ခြင်း၃ခုရဲ့အကြောင်းကိုဆွေးနွေးသွားပါတယ်။ပထမဦးဆုံးတစ်ခုကတဘာဝအဖြစ်မေးလျော့ခြင်း သူ့ရဲ့တဘာဝကကို မေးရမယ်အရာမေးရမယ်အရာမလို့တဘာဝလျက်ကို မေးတာရှိတယ်။နောက်တစ်ခုကကြတော့မိမိရဲ့စိတ်ခံစားမှုရေရပေါ့နော်ဒါတိစိတ်ကို conscious mind နေရာရောဒါမှမဟုတ်မတိစိတ်ကရောဒါကိုမေ့ပြစ်ခြင်းတဲ့အကြောင်းအရာတွေဒါပြန်လဲမစဉ်းစားလိုတဲ့အကြောင်းအရာတွေပြန်လဲမသိရှိလိုတဲ့အကြောင်းအရာတွေမိမိလက်မခံနိုင်တဲ့အကြောင်းအရာတွေပေါ့နော်ဒါမှမဟုတ်ဥပဒဏ်ကြောင့်ဆွဲလန်းမှုကြောင့်ဥပဒဏ်ဖြစ်တဲ့အကြောင်းအရာတွေပေါ့ဒါမျိုးတွေဆိုရင်မေ့ပြစ်ခြင်းတယ်ဒီလိုမျိုးမေ့ပြစ်ခြင်းကကြတော့ ပုံမမှန်နဲ့မေးလျော့ခြင်းနေအဲနောက်တစ်ခုနောက်တတိယတစ်ခုကျွန်မဆွေးနွေးခဲ့တာကကြတော့အထွေထွေမေးလျော့ခြင်းအထွေထွေမေးလျော့ခြင်းကကြတော့အစပြန်ဖော်လို့မရဘူး recall ပြန်ထုတ်လို့မရဘူးအဲအဲ့လိုမျိုးကိုကြတော့ကျမတို့အထွေထွေမေးလျော့ခြင်းလို့ခေါ်တယ်။ခနေမေးလျော့ခြင်းအမျိုးအစားတွေအကြောင်းကိုကျမဆွေးနွေးပေးခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီမေးလျော့ခြင်းအမျိုးအစားအမျိုးမျိုးတွေအရမှာကျမခနေ၃ခုရဲ့အကြောင်းကိုဆွေးနွေးပေးခဲ့တယ်။ တဘာဝအဖြစ်မေးလျော့ခြင်းရယ်ပုံမမှန်မေးလျော့ခြင်းရယ်နဲ့နောက်တစ်ခုကကြတော့အထွေထွေမေးလျော့ခြင်းမှာကြံရှိနေသေးတဲ့မေးလျော့ခြင်းဆိုင်ရာအကြောင်းအရာတွေကိုနောက်နေ့တွေမှာဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုမိကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်